လို့အလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့ကြည့်ရမယ့်ဗီဒီယိုလေးကဗာလဲဆိုတော့ဒီမှာကျွန်တော်တို့မြင်နေရတဲ့ကလေးတယောက်ပေါ့နော်သူဖေးရဲ့မျက်နာတော့မမြင်ရဘူးဒီကလေးတယောက်ကအာသူတို့တကယ်ဖြစ်တာလားဒါမှမဟုတ်သူတို့သူ့အဖေကစပြီးတော့နောက်ပြီးတော့ဗီဒီယိုရိုက်သွားတာလားတော့မသိဘူးပေါ့နော်ဒါပေမဲ့ဒီဒီကလေးအမေကနောက်လင်ယူသွားတာပေါ့နော် နောက်လင်ယူသွားတော့သူ့အဖေကသူ့ကလေးကိုနေမေးစီသွားပါပေါ့နော် လို့ပြောတဲ့အခါမှာ declare စိတ်ဓာတ်နဲ့ declare ရဲ့အသွေးခော်လေးကျွန်တော်အရန်ပဲသဘောကျတယ်အရန်လဲချစ်တယ်ပေါ့နော်အရန်လဲအာချီချူဖို့ကောင်းတယ်ငငယ်ရွယ်ရွယ်ပဲရှိကြတယ်သူ့ရဲ့တတ္တိကဘလောက်ထိနော် သူ့အဖေကိုချစ်တယ်လဲဆိုတော့တစ်ချက်လောက်သူ့ရဲ့စကားတန်းလေးကိုကျွန်တော်နားထောင်ရအောင်တတ်ရမင်းမင်းလိုက်ဝါဟွန်းလိုက်ဘူးတကယ်ပါမလိုက်ဘူးဟွန်းရိုက်ရိုက်နေမှာပဲ Ποια η Άιλεν ήταν. Α, η Ζάιλεν ήμα. Παλού. Η Ζάιλεν ήμα τα. Παλού ρο. Παλού λέει ζωατάν. Ποιο σιλού. Μη μη λε σιλή. Μη μη άμα κουλά λε σε λα πάβη με μου ήρα ρε μη λίτα. Για ρε που πήγε. Πίνε βενή τσίνα τα. Λάι βα πήγε χωνό τε λάι βα. Πήγε σιμάρα μα μη σιλ. Μα γιαού. คเนาะဒီကလေးလေးอ่ะသူ့အဖေကအာစတာနောက်လာတာတော့မသိဘူးတကယ်တမ်းပဲအဲ့လို အဖြစ်ပြက်မျိုးဆိုလို့ရှင်တော့ဒီကလေးရဲ့စိတ်နေစိတ်ထားကိုလည်းကျွန်တော်အရင်ပဲချီးကျူးတယ်ပေါ့เนาะပြီးတော့ဘာဖြစ်လို့ကလေးတယောက်က အဖေနဲ့အမေကိုဒီလိုခွဲခွဲခြားခြားချစ်နေရတယ်လဲဆိုတော့ကျွန်တော်တော့ဒီလိုစဉ်းစားမယ်ဆိုလို့ရှင်ဒီလိုပြောရမယ်ဆိုလို့ရှင်သူ့အမေက အာနောက်လည်ယူသွားတာပေါ့နော်သူတို့ပြောတဲ့ပုံစံဆိုလို့ရှိရင်သူ့အမေကနောက်လည်ယူသွားတော့အာသူ့ဒါနဲ့သူ့ရဲ့အိမ်ထောင်မီတာစုဆိုပါတော့သူ့ရဲ့မီတာစုကိုဂယုမဆိုင်လို့ကလေးတွေကလည်းသူ့ကိုမချစ်တော့ဘောနော်သူ့အမေကိုမချစ်ဘူးမချစ်နိုင်ဘူးအမေရင်ခေါက်ခေါက်ဆိုပေမဲ့သူ့အမေကိုမချစ်နိုင်ဘူးပေါ့နော်အဲ့လောက်ထိတောင်မှဖြစ်သွားတာကလေးလေးတယောက်က ကိုကမိဘအရင်ဆိုပေမဲ့ကလေးလေးတယောက်ကကိုကိုလုံးဝမချစ်နိုင်ဘူးဆိုလို့ရှိရင်အဲ့ဒါတခုခုတော့မားနေပြီတခုခုတော့မားနေပြီနော်အများအဖြစ်ကလေးတွေကအဖေထက်ပေါ့နော်အမေကိုချစ်ကြတာအများအဖြစ်ပြောတာနော်အများအဖြစ်ကလေးတွေကအဖေထက်အမေကိုအရန်ချစ်တယ်အမေမရှိရင်လုံးဝအဆင်မပြေဘူးပေါ့နော်ဘာပဲလို့လို့ဘာပဲဘာပဲဆာဆာအာဘယ်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 တော့တော့ပေါ့နော်ကလေးတွေရဲ့စိတ်ထဲကလေးတွေရဲ့နှလုံးသားထဲမှာအများအားတန်တန်နေတာကဒီမိဘနှစ်ပါးမှာ အမေကိုအမြဲတမ်းတန်တာတယ်ပေါ့နော်ကလေးတွေကကလေးတွေဆိုတာကလေအဖေနဲ့အမေဆိုလို့ရှိရင်အမေကိုပဲအမြဲတမ်းရွေးကြတာအမေကိုပဲအမြဲတမ်းချစ်တယ်အဖေကိုမချစ်လို့လားမဟုတ်ဘူးဒါပေမဲ့အမေစီမှာပဲအမြဲတမ်းနေချင်ကြတယ်ကလေးတွေကဒါပေမဲ့ဒီကလေးကြတော့အဲ့လိုမဟုတ်ဘူးနော်ဒီကလေးကြတော့အဲ့လိုမဟုတ်ဘူးသူ့အဖေနားမှာပဲနေချင်တယ်ရိုက်ရိုက်နေမှာပဲတဲ့ဩကျွန်တော်စဉ်းစားမိတယ်နော်သူ့အမေကဒီကလေးပုံမှာဘယ်လောက်ထိဆက်ဘယ်လိုဆက်ဆံခဲ့တယ်လဲဆိုတာနော် အခုချဲနေစပြီးတော့သူ့အမေကိုမချစ်တော့ဘူးဆိုလို့ရှိရင်တော့သူ့အမေနားမှာမနေချင်ဘူးဆိုလို့ရှိရင်တော့သူကြည်လာပြီဆိုလို့ရှိရင်တော့ဝေးနော်သူငငယ်ကလေးကရခဲ့တဲ့စိတ်ဒဏ်ရာတွေကကြည်လာပြီဆိုလို့ရှိရင်လည်းဒီထက်ပိုဆိုးလာမှာပေါ့နော်ဒီကလေးကသူ့အသက်အရွယ်နဲ့မလိုက်အောင်ကိုစကားပြောတတ်တာကဘာကြောင့်လဲဆိုတော့သူငငယ်ကလေးကအဖေကဘယ်လိုဆက်ဆံတယ်အမေကဘယ်လိုဆက်ဆံတယ်ဆိုတာကလေးကငငယ်ကလေးကသူတိလာပြီဆိုတော့အခုဘာအခုသူဘာပြောတော့လဲ သူ့အမေနဲ့လုံးဝမနေချင်တော့နော်စဉ်းစားဖို့လိုတယ်နော်မိခင်တယောက်နေနဲ့ဖခင်တယောက်နေနဲ့စဉ်းစားဖို့လိုတယ်ကိုယ့်ရဲ့သားသမီးကကိုယ့်ပုံမှာအဲ့လိုမျိုးစကားလုံးသုံးမယ်ဆိုလို့ရှင်တကယ်နှလုံးသားရှိတယ်လို့တော့ခံစားမှာပဲဒါပေမဲ့ကိုယ့်ရဲ့မိသားစုပေါ်မှာအချစ်စစ်မရှိဘဲနဲ့နှလုံးသားမရှိဘဲနဲ့အာကိုလုတ်ချင်ရလုတ်ကိုဖြစ်ချင်ရဖြစ်ဆိုပြီးတော့လုတ်သွားတယ်ဆိုလို့ရှင်တော့ဒီကလေးရဲ့စကားတန်နေဒီကလေးရဲ့စကားလုံးတွေကိုလည်းခံစားမိမှာတော့မဟုတ်ပါဘူးပေါ့နော် ကျွန်တော်တို့ဒီဗီဒီယိုကြည့်တဲ့အခါမှာတော်တော်လေးခံစားရတယ်ပေါ့နော်စစ်ကြည့်အောင်ပြပလာတွေ့မှာဘောတော့မြောင်တကယ်ပြောရတဲ့မြောင်လို့ဖေးပဲရှိတော့ပေါ့ဘာလို့ဖေးရိုက်တယ်ဒီတော့မြောင်အမ်တော့ကျန်သူ့မိတ်စမအဲ့လိုနဲ့မှဖူးပဲရှိတာဟုတ်လားဖေးရိုက်တယ်လေးသားကို မရဘူးဘလို့မရတာတော့မရဘူးဘီမရတာမင်းမရမင်းမရှစ်လို့လားရှစ်ပါလေတဲ့ရှစ်ဘူးတကယ်ကြီးလားရှစ်တော့ဘာလို့ဘာကြောင့်လို့ပြောအောင်တဲ့ဒီနာမည်နေလို့တဲ့နော်ကလေးက ကလေးကတည့်ရနော်မိမေကမချစ်တော့ဘူးလားတဲ့မချစ်တော့ဘူးတဲ့ဘာဖြစ်လို့လဲတဲ့ဒီမှာမနေတော့ဘူးလဲဟုတ်တယ်လေ तू तू မချစ်လို့သူ့ရဲ့ကလေးနဲ့သူ့ရဲ့အဖေကိုမချစ်လို့ तू ဒီမှာမနေတော့လေ तू နောက်လင်ယူသွားတယ်လေ तू မချစ်လို့လေအဲ့ဒါမှန်တယ်နော်ကလေးပြောတော့အရန် तू ငယ်ပေမဲ့လေသူ့ရဲ့အတွေးခေါ်ကအရန် IQ ကအရန်မြင့်လာတယ်နော်ဒီကလေးကအတွေ့အကြုံများတဲ့လူတွေကနော်ပညာရတယ်နော်အတွေ့အကြုံများရင်ပညာရတယ် ဆိုတော့ဒီကလေးလေးတော်တော်လေးအတွေ့အကြုံရတယ်လို့တော့ကျွန်တော်မြင်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့ तू ကချက်ချင်းပဲအဖြစ်ရသွားတယ်နေမယ်ဆိုရင်ရောရဲဟွန်းသူရဲ့လက်မခံဘူးလေကြောလက်မခံခဲ့ဒုညာတလိုက်သွားလीမကြည့်ဘူးအင်းနဲ့ဗနေမှာသူ့ကောင်လေးရှိရကွာသူ့ကောင်လေးနောက်တဖေဖေလို့တော့ခေါ်လीဟုတ်မတော်ကွယ် တော့မခံနိုင်ဘူးเนาะသူသူ့အမေရဲ့ကောင်လေးကိုအပြပြလို့သူကခေါ်ပါလို့ပြောတယ်တကယ်ငိုတယ်เนาะကလေးကသူလုံးဝမခံနိုင်ဘူးဒါမျိုးကြတော့ကြည့်အောင်ရေသူငိုတာတော့ကျွန်တော်မပြတော့တော်တော်လေးတော့တနာဖို့ကောင်းတယ်ဒီကလေးကတော်တော်လေးတနာဖို့ကောင်းတယ် တကယ်ဒီအဖြစ်ပြက်ကတကယ်ဟုတ်လားဆိုလို့ရှိရင်တော့တကယ်အရင်ပဲတနာဖို့ကောင်းတယ်ဆိုတော့အာကျွန်တော်တခုနောက်ဆုံးကျွန်တော်ပြောချင်တာပါလဲဆိုတော့ဒီအခုရိုက်တဲ့အဖေကလည်းဒီဗီဒီယိုကိုတွေ့တွေ့မယ်ဆိုလို့ရှိရင်တော့အာသူအတွက်လည်းကျွန်တော်ပြောတာဖြစ်ပါတယ်ကလေးကငယ်ငယ်ပဲရှိသေးတယ်ပေါ့နော်ငယ်ငယ်ပဲရှိသေးတယ်ဆိုတော့ဒီကိုနဲ့ကိုမရနဲ့ကိုမိမနဲ့အဆင်မပြေတဲ့အကြောင်းတွေကိုရဲ့အိမ်ချောင်ရေးအဆင်မပြေတဲ့အကြောင်းတွေကိုကလေးတွေစိတ်တရားရအောင် မလုပ်ရင်မပြောရင်တော့ကောင်းမလားပေါ့နော်ကျွန်တော်အဲ့လိုတော့ခံစားမိတယ်သူကြီးလာပြီဆိုလို့ရှိရင်ဒီဟာဒီကသူတပြေးပြေးနဲ့သူ စိတ်တိုင်းရာဒီရနိုင်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့အာကိုမိန်မနဲ့အစင်မပြူဆိုလို့ရှိရင်လေကိုယ့်ရဲ့ကလေးတွေကို အကောင်းဆုံးမတိအောင်ပေါ့နော်မတိအောင် ဖုံးထားပြီးတော့လို့ဝတ်ထားပြီးတော့အဖေနဲ့အမေနဲ့မချစ်တော့လို့လမ်းခွဲတာပါ အဲ့လောက်ထိပဲပွန်ပွန်လင်းလင်းပြောပြရင်တော့ပိုအဆင်ပြေမယ်လို့ကျွန်တော်ထင်တယ်။အာဒီထက်နဲ့နေပြီးတော့ပြောမယ်ဆိုလို့ရှိရင်ဒီကလေးရဲ့စိတ်ကဒဏ်ရာရသွားနိုင်တယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့အာသူ့အမေကိုလည်းတက်လို့အမေလို့လည်းခေါ်ချင်တော့မှမဟုတ်ဘူး။သူငယ်ကလေးနဲ့ထားခဲ့တာဆိုတော့အမေကလည်းအတော်လေးမုန်းလာမယ်လို့ကျွန်တော်ထင်တယ်။အားကြောင့်မို့ကိုမွေးကိုမွေးလာတဲ့အမေတော့ဘာပဲဖြစ်ဖြစ်ဒီအမေကအမေပါပဲပေါ့နော်။ဆိုတော့ ကလေးကိုစိတ်တိုင်ရရအောင်တော့ဒီလိုစကားမျိုးပေါ့နော်ဒီလိုမျိုးဒီမလုပ်ပါနဲ့လို့ကျွန်တော်အကြံပေးချင်ပါတယ်ပေါ့နော်ဆရာကြီးလှုပ်တာတော့မဟုတ်ပါဘူးဒီကလေးကိုတွေးတဲ့အခါမှာတော်တော်လေးစိတ်နာသွားလို့ပေါ့နော်အတော်တော်လေးစိတ်ထိခိုက်သွားလို့အခုဆိုလို့ရှိရင်အမေမရှိတော့ဘူးပေါ့နော်အမေမရှိတော့ဘူးဒီအမေမရှိတော့တဲ့အချိန်ဒီမှာ အဖေပြောတဲ့စကားလုံးတွေနော်တဖြည်းဖြည်းအာသူကြီးလာတဲ့အခါမှာသူတဖြည်းဖြည်းနဲ့စိတ်တိုင်ရရရသွားမှာကိုလည်းကျွန်တော်အရန်စိုးရင်တယ်ပေါ့နော် ကိုတာသမီကောင်းစားရဲ့အတွက်ပေါ့နော်မိပါဒီကတာဝန်ရှိတယ်ဆိုတဲ့အကြောင်းကျွန်တော်တည်းအနေနဲ့လည်းပြောချင်တာဖြစ်ပါတယ်လို့အလုံးကိုကျေးဇူးတင်တယ်နောက်ဗီဒီယိုမှာကျွန်တော်တို့ပြန်ဆုံတွေ့ကြမယ်အလုံးပဲကျေးဇူးတင်တယ်ဘိုင်ဘိုင်